မဲမင်္ဂလာပါဗျာကျွန်တော်ကိုအန်ဒရူးပါကျွန်တော်အခု Microsoft Office နဲ့ပတ်သက်တဲ့ Microsoft Access Microsoft Excel Microsoft Power Project Microsoft SharePoint PowerPoint လို့ Word တို့ဒီ software တွေသင်တဲ့အခါမှာဟို installation မိုင်းမှာတချို့အနေနဲ့ခက်နေတာလေးတွေရှိတယ်ရှိနေတဲ့အတွက်ကြောင့်ကျွန်တော်ဒီ installation guide video file ကိုဟိုလုတ်ပြလိုက်တာဖြစ်ပါတယ်တချို့ DVD လူတွေကတော့ဒါကိုကျော်သွားလို့ရပါတယ်မတည်သေးတဲ့လူတွေအနေနဲ့တော့ဒါလေးကိုတော့အခုလက်ရှိကျွန်တော်လုတ်တဲ့အတိုင်းကို distract ရှိလိုက်ပြီးတော့တစင်ချင်းစီကျွန်တော်တို့လိုက်ပြီးတော့လုပ်ကြည့်ကြအောင်ဒါဆိုရင်ကျွန်တော်တို့တစင်ချင်းလုပ်ရင်းနဲ့ကိုယ်ရဲ့မိမိရဲ့ setting ကိုဟိုဒီ Microsoft Office software ဝင်သွားမှာပေါ့အခုလက်ရှိကျွန်တော်တုံးနေတာတော့ Windows ကျွန်တော်တန်းကိုတုံးနိုင် Windows 7တို့8တို့တုံးနေတူနေတယ်အစီအပြီးရပါတယ် Windows 7ဆိုရင်တော့ Windows 7 Service Pack 1ဆိုရင်တော့စီပြီးပါတယ် Service SP1 နဲ့ data ပေါ့ကျွန်တော်သူတွေပို့ပြီးတော့ဟို ြည့်ရောက်တဲ့ Windows 7 Service Pack 1ဆိုတဲ့ကြောင့်ကျွန်တော်တို့နောက်ပိုင်း Windows 8လို့8.1 Pro လို့နောက်လို့ရှိရင် Windows 10လို့နော်ဒီ version တွေပါပါခဲ့ကျွန်တော်တို့ဒီအရာလေးဖြည့်ပြီးသွားပြီဆိုလို့ရှိရင်ဒီ setup ဆိုတဲ့ file လေးမှာ right click ခောက်လိုက်ပြီးတော့နောက် right click နဲ့ run as administrator အနေနဲ့ဝင်ပြီးတော့ကျွန်တော်ဒါလေးကိုစတင်ကြည့်ရမယ် install now ကိုကျွန်တော်နှိပ်ပြီးမယ် customer ID ဘာတွေကတော့တခုချင်းဒီကြောင်ရွေးပြီးတွေ့မြင်နေတော့ပါဘူးအခုကတော့ဒီ Microsoft Office Professional Plus 2016ပေါ့အခုလက်ရှိကျွန်တော်တင်ထားတဲ့ version ကတော့အာအခုလက်ရှိ2019 September လအထိဟို update ဖြစ်ပါတယ်အဲ့တော့2016လို့သူကပြောထားပေမဲ့ကျွန်တော်2016နောက်ပိုင်းမှာသူက update လုပ်နေတဲ့အပိုင်းဒီ feature တွေတက်တင်လာနေအများကြီးရှိတယ်အဲ့ဒါတွေကျွန်တော်ကဒီ hotfix ဆိုတဲ့ file လို့လူတွေကမှသူထည့်ထားတယ်အဲ့ဒီ file ကြီးကသူက အတိတ်ထဲတဲ့ feature တွေ2016စထွက်တော့ခြင်းမှာဖြစ်နေတဲ့ error တက်နေတဲ့အပိုင်းတွေမျိုးကဒီမှာရှင်းပြပေးတယ်။နောက်အဲ့တော့ကျွန်တော်တို့လက်ရှိနောက်ပိုင်းတွင်းနဲ့တွင်းနဲ့နောက်ပိုင်းရောက်လာနေပြီသူကပူပြီးကောင်းလာနေပြီပေါ့နော်။အဲ့တော့တစ်စင်းချင်းညီသူတွင်းသွားလိမ့်မယ်နော်။ခဏလေးတော့ဆောင်းဆောင်းပါမယ်။50မိနစ်လောက်လို့စားတယ်။ကိုယ့်ရဲ့ computer ရဲ့ performance ပေါ်လည်းမူတည်တယ်။အဲ9မိနစ်ကနေပြီး10မိနစ်နောက်တချို့ဟို computer က i i3 တို့ i5 တို့မဟုတ်ဘဲနဲ့ ဟို Celeron ဟာမျိုးဟို P P3 to P4 ဆိုလို့ရှင်တော့ပို့ပြီးတော့ကြားနေမယ်เนาะနည်းနည်းလေးစောင့်နေမယ်အဲ့တော့ Vegan EV ဆိုလို့ရှင် finalizing installation this may take a few minutes ဆိုပြီးတော့ဟိုစာတန်းလေးပေါ်လာလိမ့်မယ်တင်နောက်ပြီးတော့ခဏလေးစောင့်မယ်เนาะကြပြီကျွန်တော်ပြီးလို့ရှင် close လုပ်လိုက်ရအောင်နော်နောက်ပြီးကျွန်တော် activator ဆိုတဲ့ဟာလေးရှိမယ်သူ brand as administrator နေနဲ့ပဲဝင်ပြီးတော့ဒါလေးကို run လိုက်မယ် ။ဟော activator run ပြီ။ခဏလေးစောင့်မယ်သူတက်လာတဲ့ဟာ။ Okay အဲ့တော့ activator run ပြီးသွားတဲ့အချိန်မှာကျွန်တော်ဒီ ecology ထည့်ထားတဲ့ခါတခုပေါ့ဆိုကြပါဆို excel ပဲဖြစ်ဖြစ်တခုထည့်ကြည့်လိုက်ရင် run box ကိုကျွန်တော်ခေါ်လိုက်မယ်နော် window နဲ့ r key နဲ့တွဲနေလိုက်ပြီးတော့ run box ခေါ်လိုက်ပြီးသွားရင် excel ဆိုပြီးတော့တခုခုဖွင့်ကြည့်လိုက်ဖွင့်ကြည့်လိုက်တဲ့အချိန်မှာအကယ်လို့ကျွန်တော်တို့က activation လုပ်ဖို့အတွက်လိုအပ်လို့ဆိုရင် elevation require ဆိုပြီးတော့လိုအပ်ပါတယ်ပါ냐ဆိုပြီးတော့ဒီမှာစာတန်းလေးပေါ်လာနေတယ်အဲ့တော့ elevation ကို double click နှိပ်ပြီးတော့ပြီးပြီဆိုတာ ਨੇ ဒါရပါပြီကိုကိုလက်ရှိသုံးမဲ့အောင် Microsoft အာ Excel ပဲဖြစ်ဖြစ် SS ပဲဖြစ်ဖြစ်ကိုလက်ရှိကျွန်တော်ဒီမှာ Microsoft SS ပဲဖြစ်ဖြစ်ဒီ program လေးကိုကျွန်တော်စိတ်ရှိကောက် EC နဲ့ဒါကိုဖွင့်ပြီးတော့သုံးလို့ရပြီ elevation လောက်တဲ့လို့ဘာလို့သူဆက်ပြီးပြောမှာမဟုတ်ဘူးเนาะ okay ဒါဆိုရင်ကျွန်တော် installation လောက်တဲ့ ားလေးဒီမှာနေပြီးပါပြီเนาะ